တစ္ဆေယောဂါသို့မဟုတ် slip disc ဟုကျွန်ုပ်တို့အများအားဖြင့်ခေါ်ဆိုကြသည်မှာလူသားများအတွက်အထူးသီးသန့်ယောဂါတစ်ခုဖြစ်သည်အကြောင်းမှာလူသားများသည်ထောင်ရနေသောကြောင့်ဖြစ်ပြီးထောင်ရနေသောလူသားများသည်ဒစ်ဆက်ထွက်ပေါက်နိုင်မှုပုံမှုများပြားလေးရှိသည်အခုတော့ဘာကြောင့်တာဟာအလွန်များပြားလာတာလဲ ဒါဟာအလွန်များပြားလာတာကကျွန်ုပ်တို့အလွန်များပြားစွာယောဂကိုရှာဖွေတွေ့ရှိလေးရှိလို့ပါမဟုတ်ရင်တော့ဒါဟာအစင်ဆက်ကလေးသာရှိနေတဲ့ယောဂတစ်ခုပါပဲအခုတော့ဒက်ဆက်များသည့်လူတဦးထိုင်နေစဉ်တွင်အများဆုံးဖိအားကိုခံရပြီးလူတဦးရက်နေစဉ်တွင်မဟုတ်ပါတင်ထိုင်နေသလောက်ဒက်ဆက်ယောဂဖြစ်နိုင်ခြင်းပုံမူများပြားသည့်အာဟာရရရှိရန် this the ဆိုရှာမှုလိုအပ်သည်ထို့ကြောင့်အချိန်ကြာရှည်စွာဆက်တိုက်ထိုင်နေသူများသည့် this တို့အာဟာရပေးမှုကိုညှော်နှဲစေပြီး this ကိုအများဆုံးဖိအားဖြစ်စေသည်အပြီးမှာသူတို့ဤကြွတာများသည့်ပုံမူအားနယ်လာပြီး ထိုသူများသည်အလွယ်တကူယောဂဖြစ်နိုင်သောသူများဖြစ်လာသည် economics အခြေခံကိုနားလည်သင့်သည်အဲ့ဒါကသူတို့ဘယ်လိုထိုင်ရမလဲရုပ်ထွက်ဘယ်လိုခေရမလဲကွန်ပျူတာမျက်နှာပြင်ရှိမှာဘယ်လိုအလုပ်လုပ်ရမလဲဆိုတာကိုဆိုလိုလာပါဒါကြောင့်အလုပ်လုပ်နေစဉ်မှာလေဘင်းအယိုးကွေးမှုခါအယိုးကွေးမှုလို spine ရဲ့အယိုးကွေးမှုအားလုံးကိုကောင်းစွာထိန်းသိမ်းထားနိုင်ဖို့ကို organomics လို့ခေါ်ပြီး micro break stretch လို့ပါ ဒါကတော့တနာီတိုင်းမှာတင့်နေရာကနေထလာပြီးဒီတစ္စည်းနေရာတွေကိုပြဿနာမဖြစ်စေရန်ရှင်းပြထားတဲ့ရိုးရှင်းတဲ့လေ့ကျင့်တဲ့ရှိခိုးကိုလုပ်ပါ